မလင်းနှုတ်ခတ်မှုကြောင့်ပြိုကျသွားတဲ့အဆောက်အအုံတွေမှာစားမုံရေပိုင်းဆိုင်ရာတာဝန်ရှိသူတွေကစံငိန်စံညွန်းသတ်မှတ်ချက်အတိုင်းတည်ဆောက်မှုမရှိတာကြောင့်ပြိုကျပျက်စီးရခြင်းဖြစ်တယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်ကဆိုပါတယ်စစ်ကောင်းဆောင်ဟာပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ကနေပြည်တော်ပြည်သူ့စေယုံကြီးခရင်300ရဲ့ငနေတန်ကြောင့်အဆောက်အအုံထိခိုက်ပျက်စီးမှုအခြေအနေတွေကိုလေ့လာပြီးနောက်အဲ့လိုပြောကြားခြင်းဖြစ်ပါတယ် ဒါအပြင်အစအုံတွေတိဆောက်ရမှာတာဝန်ရှိသူတွေအနေနဲ့စနစ်တကျကြက်မှတ်ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း၎င်းကဆိုပါတယ်။အင်ဂျင်နီယာကြီးစက်မှုနဲ့စောင့်တဲ့အစအုပ်တိုင်းဟာအစအုပ်တိဆောက်မှုဆိုင်ရာကုတ်တွေနဲ့အညီလုံးကြတယ်လို့အကြမ်းအဖျင်းပြောလို့ရပါတယ်။ကုတ်တိုင်းမှန်မှန်ကန်တန်လုံးမလုံးဆိုတာကိုအင်ဂျင်နီယာကကြီးကြက်ဖို့ပဲလို့မျိုးပြအင်ဂျင်နီယာတူကထောက်ပြပြောပါတယ်။ဒါအပြင်အစအုပ်တိဆောက်ရမှာလုပ်ငန်းသုံးပစ္စည်းတွေဖြစ်တဲ့ ဘီလက်မြေတန်ကြောင်အုတ်သေးကြောက်တွေကိုအင်ဂျင်နီယာသတ်မှတ်အရေးသွေးအင်ဂျင်နီယာရင်းကာရက်တာရစ်စတစ်ပြည့်မီဖို့နဲ့ပစ္စည်းတွေကိုလိုအပ်သလောက်သုံးပြီးမခိုးဖို့လိုအပ်တယ်လို့၎င်းကဆက်လက်ပြောပါရယ်။နလင်းတန်းကြောင့်မန္တလေးနဲ့စကိုင်းမှာအစအဦးပေါင်း2000နီးပါးပြိုကျပျက်စီးသွားပြီး3000နီးပါးကတစ်စိတ်တစ်ပိုင်းပြိုကျသွားတယ်လို့မြန်မာ Information Management Unit MIMU ကထုတ်ပြန်ထားပြီးမန္တလေးမြို့ကအခန်းတစ်ခန်းကိုကျပ်သိမ်း6000ကျော် တန်းတဲ့ Sky Villa ကွန်ဒိုအပအဝင်အများပြည်သူနေထိုင်ရာအဆောက်အုံတွေပြိုကျမှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုလေ့လာမှုတွေမရှိဘူးလို့သိရပါဗျ။နေရှိငလင်တန်ကြောင့်အစာဥတော်ဝါလေးခုတွဲပြိုကျပျက်စီးသွားရပြီးလူရနဲ့ချီတေဆုံးနိုင်တဲ့မန္တလေးမြို့ရှိစကိုင်းဖီလာပြိုကျမှုအပေါ် သက်ဆိုင်ရာကုမ္ပဏီကဝန်내ကြောင်းဖော်ပြခြင်းမရှိဘဲဝေဖန်ခဲ့သူအင်ဂျင်နီယာတဦးကိုအရေးယူမယ်လို့ထုတ်ပြန်ထားပါတယ်။စစ်တပ်အာဏာသိမ်းမှုကြောင့်မျက်စစ်မီပြက်နေတဲ့အချိန်မှာ Sky Filler ဟာ24နာရီမျက်စစ်မီရရှိတာလုံခြုံရေးစောင့်ချက်မှုမရှိတာကြောင့်အဲ့ဒီကွန်ဒိုမှာလူနေထိုင်မှုရတယ်လို့သိရပါတယ်။လက်ရှိပြုကြရတဲ့အစအဦးတွေမှာဝင်းသေးတက်လုံနဲ့ လေမိုးနှင်းနလင်ရေအားကဖြစ်ပေါ်လာတဲ့ဝန်လေးချိန် life flow တို့မှန်ကန်ရမယ့်အခြေအနေရှိမရှိနဲ့အောက်ခံမြေသားခံနိုင်မှုအခြေအနေတွေတခုခုချုံရင်းတာကြောင့်ပြိုကျရခြင်းဖြစ်တယ်လို့မျိုးပြအင်ဂျင်နီယာတူကတုံးသက်ပြောပါတယ်။နှစ်စင်လိုလိုသဘာဝဘေးအန္တရာယ်ကြောက်ရောက်လေရှိပြီးငလင်ကျောပေါ်မှာတည်ရှိနေတဲ့မြန်မာနိုင်ငံမှာစားလုံရေလုပ်ငန်းတွေအပါအဝင်စီမံကိန်းအလုံးစနစ်တကျဖြစ်ဖို့နဲ့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့အရေးကြီးတယ်လို့သိရပါဗျ။ လက်ရှိပုပ်ကလိကပိုင်းတိုင်ရင်တွေစောင့်လို့ရမှာစံတက်မှချက်မပါပဲစောင့်လို့ရအကြောင်းနားလဲယုံနဲ့ပယံစီအရီနဲ့အိမ်ဆောင်လုပ်နေမှုတွေရှိတယ်လို့မန္တလေးမြို့ကန်တွေထံကသိရပါဗျ။နည်းနည်းတွက်ဆက်တဲ့ယုံနဲ့နေရီယော်ရီမှာကုဘတာစောက်ကြတာပဲအထက်မြင့်တော့မဟုတ်ဘူး။တဖက်အိမ်လောက်ပဲကုဘတာအင်္ဂလိပ်ကင်မီစောက်တာပယံကောင်းဆောင်ကျွမ်းကျင်သူဆိုရင်အဆင်ပြေပြီ။အဲ့လိုစောင့်နေကြတာလို့မန္တလေးမြို့ကန်သူက ARD Times ကိုပြောပါဗျ။ မြန်မာနိုင်ငံတွင်အဆောင်တိဆောက်ရာမှာအထက်နှင့်အထက်မြင့်ဤသည့်မျိုးစားကိုမဆိုနိုင်ငံလုံးဆိုင်ရာအရေးသွေးတပင်းကြီးတိဆောက်ဖို့အတွက် building code အဆောင်ဆိုင်ရာစီမံသမတ်ထားပြီး1980ပြည့်နှစ်ကနေ2023ခုနှစ်တွင်တိဆောက်ထားတဲ့ရန်ကုန်မြို့ကအဆောင်နေမှာနလင်းတန်းခဏရင်ရှိမှုကိုတွက်ချက်တိဆောက်ထားခြင်းမရှိဘူးလို့ YCDC ထံကသိရပါတယ်။အဆိုပါ building code ရေးဆွဲရာမှာစောင့်နှုတ်ရေးဝန်ကြီးဌာန UN Habitat မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဤပညာတက္ကသိုလ်နဲ့အစိုးရအဖွဲ့အစည်းတွေပူးပေါင်းရေးဆွဲထားတာဖြစ်ပြီး2016မှာထွက်ပေါ်ပြီး2020ပြည့်နှစ်ထိပြင်ဆင်ဖြည့်ဆွက်ပြုစုထားတယ်လို့သိရပါတယ်ပေကနေမက်စလာ28ရက်နေ့မှာအင်အားနွန်ပြင်းထန်တဲ့ rich scale 9.9နဲ့9.5အဆင့်ငလင်းလုတ်ခတ်ခဲ့ပြီးနောက်ဆက်တွဲငလင်းငယ်တွေညစဉ်နှုတ်ခတ်နေပါတယ်မြန်မာနိုင်ငံမှာအဲ့နွန်ငလင်းလုတ်ခတ်ခဲ့ပြီး ထိုင်းနိုင်ငံမှာလည်းငလင်းနှုတ်ခတ်ခဲလို့ဘန်ကောက်ရှိစောင်းလက်ဆအထက်30အစာဦးပြိုကျခဲ့ပြီးတိုင်းပြည်စည်းတွေကိုစစ်ဆေးရမှာအရေးအသွေးမပြည့်မီတဲ့တန်တိုင်းတွေကိုတွေ့ရတယ်လို့ကြေညာထားပါတယ်